လေးပေလောက်ထိဒီမြေကြီးပေါ့နော်အောက်ကိုချွန်းချသွားတာလည်းတွေ့ရတယ်တိုင်တွေတော်တော်ဟိုနေသွားတာကျိုး2025ခုနှစ်ဧပြီလ26ရက်နေ့မနေ့6နာမိုးလေဝသတိုင်းတာကြံများနဲ့ခမန်းကြံများကိုဆက်လက်တင်ပြမှာဖြစ်ပါတယ်အားလုံးမင်္ဂလာပြု Imogen Entertainment Channel ရဲ့ကြိုဆိုလိုက်ပါရစေ။ဒီနေ့တိဆက်ပေးတဲ့ပြုခွင့်လေးကဒီပြုခွင့်လေးဖြစ်ပါတယ်။ဒီပြုခွင့်လေးကဒါ AB Land 26ရက်နေ့ငလင်ဒေတာပူချိန်နဲ့ ဒီမြန်မာပြည်အောက်ပိုင်းမိုးလေဝသသတင်းတွေကိုဒီမိုဇလဘလော့ကဥထေတရံနေပြီးတော့ကြိုတင်ခံမဲ့ချက်တွေကိုပြပြတိဆက်ပြထားပြီးဖန်လေးဒီဖန်လေးကျွန်တော်ညီပြပြတိဆက်ပြသွားဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ပြပြန်လေးအဆုံးတက်လေးလည်းပဲကြည့်ရှုပေးဖို့ဖိတ်ခေချင်ပါတယ်ဒါဆိုရင်တော့ကျွန်တော်ပြပြန်လေးကိုဆက်လိုက်ရအောင်များတိုင်းတာကြံများနဲ့ခါမှန်းကြံများကိုဆက်လက်တင်ပြမှာဖြစ်ပါတယ်ပထမအဦးဆုံးကျွန်တော်တို့သတိပေးခြင်းနဲ့ခါမှန်းချက်ကတော့ ဘင်္ဂလားပင်လယ်ကိုပတ်ပြီးတော့ဝင်လာတဲ့လေစီးကြောင်းဟာမြန်မာပြည်အလယ်ပိုင်းကိုဖြတ်ပြီးတော့မြောက်ဘက်ကိုတိုက်ခတ်သွားတာတိုင်းတာရရှိပါတယ်။အဲဒီလိုကြွေပြီးတော့ဝင်လာတဲ့လေတွေဟာအေယာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတန်းနေပတ်ပြီးတော့မှအေယာဝတီမြေရိုးတစ်လျှောက်တက်သွားတဲ့အခါမှာဆိုရင်မြေပြင်မြေလေတိုက်ခတ်တာတွေ့ရပါတယ်။ ကျွန်တော်တို့သတိပေးချင်တာကအဲ့ဒီလို꿰သွားတဲ့လေစီးကြောင်းဟာတခါတည်းမှာလေစုံကျက်ဖြစ်ပြီးတော့မြေပြင်ကိုဆင်းတိုင်တဲ့အတွက်ကြောင့်မလို့ဒီဒေတာမှာရှိတဲ့လူတွေအကုန်လုံးကသတိထားဖို့အတွက်လိုအပ်ပါတယ်ထို့အတူပဲမြောက်ဘက်ကဆင်းလာတဲ့လေအေးကိုတောင်ဘက်ကတက်သွားတဲ့လေပူစီးကြောင်းကဖိတဲ့အတွက်ကြောင့်မလို့လေမကြရင်ရပိုင်းအတွင်းမှာ လေစုံချက်ကြပြီးတော့နေရင်တက်ရောက်နိုင်တဲ့အနေအထားတွေရှိပါတယ်။နောက်တစ်ခါကျွန်တော်တို့မလင်းဒေသအတွက်မြေပြင်မှာနေထိုင်နေကြတဲ့လူတွေအတွက်မြေပြင် အပူချိန်ကိုကျွန်တော်တို့ဆက်လက်တိုင်းတာကြည့်တဲ့အခါမှာဒီကနေ့မနေ့6နာရီအချိန်မှာတော့မြေပြင်အပူချိန်ဟာ34ဒီဂရီစင်တီဂရိတ်သာရှိပေမဲ့ နေ့လေ7နှစ်နာရီရောက်တဲ့အခါမှာကောင်းငင်ကမေယောင်ကြီးအပူချိန်ကိုစုပ်ယူပြီးတဲ့အခါမှာအပူချိန်42ဒီဂရီစင်တီဂရိတ်အထိအရာဝီမြေရိုးတစ်လျှောက်မှာမြင့်တက်လာတာတွေ့ရမှာမှာအထူးသဖြင့်တော့မန္တလေးခရိုင်အတွင်းမှာဆိုလို့ရှိရင်42ဒီဂရီစင်တီဂရိတ်ကျော်သွားတာတွေ့ရပါတယ်ညနေ6နာရီရောက်တဲ့အခါမှာဆိုလို့ရှိရင်တော့နေရောင်ကြီးကို တိုက်ရိုက်ဆုပ်ယူထားတဲ့အပူချိန်များကြောင့်မလို့မန္တလေးတိုင်းစကိုင်းတိုင်းမှာ46ဒီဂရီစင်တီဂရိတ်ထိမြေကြီးတွေပူနိုင်တော့ကြောင့်မလို့မြေပြင်ပေါ်မှာ နေထိုင်နေသူတွေအထူးသတိထားဖို့လိုပါတယ်မြေပြင်နဲ့တိုက်ရိုက်ခန္ဓာကိုယ်နဲ့မထိတွေ့ဖို့လိုပါတယ်ည7နာရီရောက်တဲ့အခါမှာတော့အပူချိန်ပြန်လဲကျဆင်းသွားတာတွေ့ရပါတယ် 29ရက်နေ့နေ့လယ်7:00နာရီအချိန်မှာလဲထို့အတူပဲမန္တလေးခရိုင်နဲ့သခိုင်းတိုင်းသခိုင်းမြို့နယ်အတွင်းမှာအပူကြီး46ဒီဂရီစင်တီဂရိတ်ထိမြေသားတွေပုံနိုင်တယ်လို့ပဲ29ရက်နေ့ညနေ6:00နာရီမှာလဲပုံမူပြီးတော့ပူပြင်ပြီးတော့46ဒီဂရီစင်တီဂရိတ်ထိမန္တလေးခရိုင်သခိုင်းခရိုင်မှာအပူကြီးမြင့်တက်နိုင်တဲ့အနေအထားရှိလို့အားလုံး တတိထားနေထိုင်ကြဖို့ကျွန်တော်တို့ဒီနေရာကနှိုးစော်တိုက်တွန်းအပ်ပါတယ်၂၈ရက်နေ့ရောက်တဲ့အခါမှာတော့မြမာပြည်အလဲပိုင်းတွေကိုစတင်ပြီးတော့မိုးရွာမှာဖြစ်ရတဲ့ကြောင့်မလို့အပူကြီးကျဆင်းသွားနိုင်ပါတယ်ကျွန်တော်တို့၂၈ရက်နေ့မနေ့6ရက်မှာအသေးစိတ်ဆက်လက်တင်ပြမှာဖြစ်ပါတယ်ဒီကနေ့မနေ့6ရက်မိုးတိမ်များ အနေအထားနဲ့မိုးရွာသွန်းမှုတွေကိုကျွန်တော်တို့လေ့လာကြည့်တဲ့အခါမှာကချင်ပြည်နယ်အထက်ပိုင်းမှာမိုးအနှဲငယ်ရွာပြီးတော့မွန်ပြည်နယ်နဲ့တနင်္လာရီတိုင်းမှာစတင်ပြီးတော့အဆက်မပြတ်မိုးရွာတာတွေ့ရှိရပါတယ်26ရက်နေ့စနေနေ့နေ့လယ်7နာရီရောက်တဲ့အခါမှာလည်းအဲ့ဒီမိုးတွေဟာဆက်လက်ပြီးတော့တနင်္လာရီတိုင်းထဲမှာရွာသွန်းသလိုပဲကချင်ပြည်နယ်ထိပ်ဖျားမှာဆက်လက်ပြီးတော့ မိုးရွာနိုင်တဲ့အနေအထားရှိပါတယ်။26ရက်နေ့ညနေ6နာရီမှာဆိုလို့ရှိရင်တော့ကရင်ပြည်နယ်မွန်ပြည်နယ်သတင်းနာရီတိုင်းမှာမိုးရွာပြီးတဲ့အပြင်ကိုပဲအချို့ဒေသမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ကျွန်တော်တို့ခမန်းတွေးရှိရပါတယ်။အပေါ်ပိုင်းကကချင်ပြည်နယ်မှာတော့မိုးအနှဲငယ်ပါသွားပါတယ်။ည7နာရီရောက်တဲ့ခါမှာတော့ မွန်ပြည်နယ်ကရင်ပြည်နယ်သတင်းနိုင်တိုင်းမှာဆက်လက်ပြီးတော့မိုးရွာမှာဖြစ်ပါတယ်အဲ့ဒီအတိတ်ပဲကတော့26ရက်နေ့မှာကရင်ပြည်နယ်မွန်ပြည်နယ်သတင်းနိုင်တိုင်းမှာ24နိုင်မိုးရွာနိုင်တဲ့နေသားရှိပြီးတော့မိုးရီအားဖြင့်အတတမ6လမလောက်တိရရှိပြီးတော့အချို့နေရာတွေကွက်ပြီးတော့မိုးများနိုင်တဲ့နေသားကိုတွေ့ရပါ 29ရက်နေ့မနက်6နာရီမှာဆိုရင်ကချင်ပြည်နယ်မှာမိုးပါသွားပြီးတော့မွန်ပြည်နယ်နဲ့တနင်္လာရီတိုင်းမှာဆက်လက်ပြီးတော့မိုးရွာနေပါတယ်29ရက်နေ့နေ့လယ်12နာရီမှာတော့မွန်ပြည်နယ်ကရင်ပြည်နယ်မှာမိုးအနှဲငယ်လာရွာပြီးတော့တနင်္လာရီတိုင်းအောက်ဖက်မှာဆက်လက်ပြီးတော့မိုးများနိုင်ပါတယ်29ရက်နေ့ညနေ6နာရီအတွင်းမှာတော့ကရင်ပြည်နယ် တနင်္လာရီတိုင်းမှာမိုးများတကဲ့သို့မုံပြင်းနဲ့တောင်ပဲ့ချမ်းမှလည်းမိုးများနိုင်တဲ့အနေအထားကျွန်တော်တို့တွေ့ရှိရပါတယ်။ညနေ6နာရီမှည7နာရီအတွင်းကရင်ပြည်နယ်နဲ့တနင်္လာရီတိုင်းမှာမိုးဆက်များနေတကဲ့သို့မုံပြင်းနယ်မှာလည်းဆက်ပြီးတော့မိုးရွာသွန်းမှုဖြစ်ပေါ်နေပါတယ်။အခြားတိုင်းနဲ့ပြည်နယ်ဒေသတွေကိုကျွန်တော်တို့လေ့လာတဲ့အခါမှာရခိုင်ရိုးမမှာမိုးနှင်းငယ်ကျပြီးတော့ရှမ်းပြည်တောင်ပိုင်း ကြာပြည်နယ်နဲ့ပဲခူးတိုင်းအနောက်ချမ်းမှာအနေငယ်မိုးရွာနိုင်တာတွေ့ရပါတယ်ဒီအတွက်ကြောင့်မလို့29ရက်နေ့စုစုပေါင်းမိုးရနိုင်တဲ့နေရာတွေကိုပြန်ပြီးတော့ကြည့်တဲ့အခါမှာဆိုရင်ရှမ်းပြည်နယ်တောင်ပိုင်းမှာမိုးနေငယ်ရွာသလိုပဲကြရားပြည်နယ်မှာမိုးဖွဲကြနိုင်ပါတယ်ကျွန်တော်တို့အထူးပြုဆိုင်ရမှာကတော့ကရင်ပြည်နယ်မွန်ပြည်နယ်တနင်္လာရီတိုင်းမှာဆိုရင်မိုးရေကြီး 1.6လက်မ2လက်မဝန်းကျင်တော့ရရှိနိုင်တဲ့အတွက်ကြောင့်မလို့အထူးသတိထားပြင်ဆင်ကြဖို့ကျွန်တော်တို့ဒီနေရာကသတိပေးပါတယ်လောအပ်တာများရှိလို့ရှိရင်လည်းဒီဗီဒီယိုမှာအောက်မှာလာရောက်မေးမြန်းနိုင်တယ်လို့ပဲကျွန်တော်တို့အင်တာနက်အခက်အခဲရှိရတဲ့လူများအတွက် Telegram ကနေပြီးတော့အတန်ဖိုင်ဖြစ်ကျွန်တော်တို့ထုတ်လွှင့်ပြီးတော့ မျှဝေနေပါတယ်ဆက်လက်ပြီးတော့မျှဝေပေးကြပါအားလုံးကျေးဇူးတင်ပါတယ်ဒါတော့ရန်ကုန်မန္တလေးအမြန်လန်းကိုပေါ့နော်အသုံးပြုပြီးတော့ခီးသွားမဲ့သူတွေဒါကြည့်ရမဲ့ဗီဒီယိုပါဒါမှမဟုတ်နေပြီးတော့တက်လာမဲ့သူတွေလည်းဒီဗီဒီယိုကိုကြည့်တင်ပါတယ်အခုဒါမြင်တွေ့နေရတဲ့တရားကတော့ဒီ145မိုင်နဲ့165မိုင်ကြားမှာရှိရပေါ့နော်စွာချောင်းတရားဒါအာပြုပြင်နေမှုအနေထားကိုဒါတွေ့ရမှာပါစွာချောင်းတရားကတော့မလ28ရက်နေ့ကလှုပ်ခဲတဲ့မန္တလေးငရင်ကြီးချောင်းအော်ဒီမှာတော်တော်လေးကိုထိခိုက်သွားတာတွေ့ရပါတယ်ဒါကြောင့်အ ခုကျတော့ဒီတရားပေါ့နော်ဖြတ်တန်းခွင့်မပေးဘဲနဲ့ဒီဘက်မှာယာယီဘေးလီတရားကိုထိုးထားတာကိုတွေ့ရတယ်။အဲ့ဒီဘေးလီတရားကနေဒါဒီနေ့ကျမတို့လေဒီရန်ကုန်မန်းလေးအမြန်လန်းဒီလာတဲ့ခီးလာတဲ့ခါမှာပေါ့နော်ဒီလန်းကနေကျမတို့ဖြတ်ခဲ့ရတယ်ပေါ့နော်။ ဒါတော့ဒီနေရင်ကြောင့်တော်တော်ကြီးကိုထိခိုက်သွားတာတွေ့ရရရှင်လေးပေလောက်ထိဒီမြေကြီးပေါ့နော်အောက်ကိုချုံချသွားတာလည်းတွေ့ရတယ်တိုင်နေတော်တော်ဟိုနေသွားတာကျိုးသွားတာလည်းတွေ့ရတယ်ပေါ့နော်ဒီမှာတော့ဒါပျက်စီးမှုအနေထားတွေကိုခုလိုမြင်တွေ့ရမှာပါဒါလမ်းပြုတ်ပြင်းနေတာကိုလည်းကျမတို့တွေ့ရတယ်အဲကားတွေကတော့ဟိုဒီဘက်ကလမ်းပြုတ်ပြင်းနေတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်လမ်းလွှဲကနေပဲတစ်ဖက်နဲ့တစ်ဖက်ဆောင်းပြီးတော့သွားရတယ်ရှင်ဒီရန်ကုန်မန္တလေးအမြန်လမ်းမောက်ကားပေါ့နော် ပြီးခဲ့တဲ့15ရက်နေ့ထက်ဒီလမ်းမှာကိုကားတွေပို့ပြီးမြင်ရတယ်ပြီးခဲ့တဲ့ရက်ပိုင်းကတော့လုံးဝကားတွေတိတ်မတွေ့ရဘူးအခုဆိုရင်ဒီကျမတို့ကနေပြီးတော့အပိုင်းနဲ့ဒါလျှောက်လိုက်ပေါ့နော်နေပြီးတော့ဒီဘက်မှာဆိုရင်လည်းအဲဒီနေပြီးတော့တောင်ညိုဘက်မှာလည်းလမ်းတွေပြုပြင်နေအောင်တွေ့ရတယ်။နောက်ဒီပါရာစားထဏီလမ်းမကြီးဆိုရင်တောက်လျှောက်ပေါ့နော်။အော်ဒီလမ်းပြည့်စည်သွားတဲ့လမ်းတွေကိုဒါလုံးဝပြန်ပြီးတော့ပြုပြင်နေအောင်တွေ့ရတယ်။ ။ဒါကြောင့်ဒီနေပြည်တော်ကိုလာမဲ့သူတွေပဲဖြစ်ဖြစ်ရန်ကုန်မန္တလေးအမြန်လန်းကိုဟိုအသုံးပြုပြီးတော့ခီးသွားမဲ့သူတွေပဲဖြစ်ဖြစ်ဒါခီးသွားလာမှုအဆင်ပြေစေဖို့ဒီဗီဒီယိုကိုရိုက်ကူးတက်ဆက်ပေးလိုက်ရတာဖြစ်ပါတယ်။မိုးလေဝသတင်းတွေကိုနေ့တိုင်းတက်ဆက်ပေးတဲ့ဒီမိုးလာဘလော့ကဥထေတင်လေးကျေးဇူးများရေးပါတယ်။ဟုတ်ကဲ့ပါမျိုးတွေကျွန်တော်တို့ channel နဲ့ဘူးတရရဲ့အကြောင်းနဲ့ဟာတာပြင်ပြီးတက်ဆက်ပေးပါမို့ကျွန်တော်တို့ channel like and subscribe နဲ့ like and subscribe နဲ့ bell notification bell ကိုပဲနှိပ်ခဲ့ပြီးတော့ဆက်ကြည့်ပါရစေ။ကျွန်တော်တို့ channel အပိတ်ကြည့်ရှုသူတရားချင်းနိုင်ကျေးဇူးများရေးတင်ပါတယ်။နောက်ထပ်ပြန်ပြန်ဆုံရမယ်။တဒါ